ဘစ်စမလာရဟမန်ရဟိမ်အလ်ဟမ်ဒူလ illah ကျွန်တော်တို့အာဖ်ကီရူဒူရဲ့တန်ခမ်းသား21ကိုဖတ်မှာဖြစ်ပါတယ်နော်ဒီတန်ခမ်းသားမှာကျွန်တော်တို့အင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင် let's go ဆိုတဲ့စကားတွေကိုဘယ်လိုစီလဲရတဲ့ပတ်သက်ပြီးဖတ်မှာပေါ့နော်ပမာလိုပြောရင်သွားကြရအောင်ကစားကြရအောင်စားကြရအောင်ဒီလိုမျိုးစကားတွေပေါ့နော်ဒီလိုမျိုးစကားတွေစီဖို့တဲ့ကျွန်တော်တို့ပထမအဆုံးအနေနဲ့ကြော်လို့ဆိုတဲ့စကားလုံးယူလာတယ်ပြီးတော့နောက်ဆုံးမှာကရိယာရဲ့အနောက်မှာနာဆိုတဲ့စကားလုံးတစ်လုံးရှိတယ်အဲဒီနာဆိုတဲ့စကားလုံးကိုဖြုတ်ပြီးတော့တေဟင်ဆိုတဲ့စကားလုံးကိုရေးပေးတယ် ယ်။ဥပမာပြန်ခါနာဖိနာပရဏလက္ခဏာဒီစကားလုံးတွေမှာနာကိုဖြုတ်ပြီးတော့ခါတင်းဟဲ့ပီတင်းဟဲ့လက်တင်းဟဲ့ဒီလိုလုံးမှာပေါ့နော်။ဆရာဒီမှာဥပမာတွေရေးပေးထားတဲ့ဒီဥပမာတွေဖတ်ရင် position သွားမှာပေါ့နော်။ चलो फुटबॉल खेलते हैं चलो फुटबॉल खेलते हैं ဘောလုံးကစားရအောင်လို့ပြောနေတာနော်။အဲ့တော့အရှိမ चलो ဆိုတဲ့စကားလုံးယူလာတယ်ပြီးတော့ کھیلنا سوریہ سگالوں کا سوریہ سگالوں گو ٹھیک فٹ بال کھیلتے ہیں بالوں کا سا جایا جانگا چارو چلو کھانا کھاتے ہیں چلو کھانا کھاتے ہیں جایا ماں چلو یولا رے نوسو ماں کھانا کا نینا گوپ چک بی ہیں ٹھیلا گئے چلو کھانا کھاتے ہیں

ကောင်းတဲ့စားတောက်ဆိုင်တစ်ခုခုမှာအဲနာစတာစားကြရအောင်လို့ပြောနေတာနော်ကျွန်တော်ကရှေ့မှာယူလာတယ်ပြီးတော့နောက်ဆုံးမှာနာစတာကရဏအေအေဒီကရဏကနေနာကိုဖြုတ်ပြီးတော့တင်းဟဲစကားလုံးထည့်လိုက်တယ်အဲ့တော့ဒီတစ်ပိုက်သဘောပေါက်ပြီဆိုလို့ရှိရင်နောက်တစ်ပိုက်ပေါ့နော်ဒီပိုက်မှာကျတော့ကျွန်တော်တို့ပမာလို့ပြောတဲ့အခါ ေးလုပ်တယ်ပေးမလုပ်ဘူးအလိုမျိုးစကားတစ်မျိုးရှိတယ်အဲ့ဒီစကားတွေကိုဘယ်လိုစီလဲတာနဲ့ပတ်သက်ပြီးဖတ်မှာပေါ့နော်ဥပမာဖြင့်အမေကကျွန်တော်တို့ကိုပေးမသွားဘူးသူတို့ကကျွန်တော်တို့ကိုပေးမစောဘူးဒီလိုမျိုးစကားပေါ့နော်ဒီလိုမျိုးစကားတွေကိုစီဖို့အတွက်ကျွန်တော်တို့ခရီးယာတိုင်းရဲ့အနောက်မှာနားဆိုပြီးစကားလုံးတစ်လုံးရှိတယ်အဲ့ဒီနားကိုနဲနဲပြောင်းမယ် နင်းလုပ်ပြီးတော့ data dd dd ဒီစကားလုံးတွေကိုထည့်ပေးမယ်အခု data ကယောက်ျားလျာနေကင်း dd ဆိုတော့မိန်းကလေးနေကင်းနဲ့တုံးတယ် dd ဆိုရင်အမ ्या ကင်းနဲ့တုံးတယ်သဘောပေါက်ပြီနော်ဆရာကဒီမှာပမာရေရေးထားတဲ့ပမာရေဖတ်ရတာပေါ့နော်မာမူဂျေဂျာနေနီဟီ dd မာမူဂျေဂျာနေနီဟီ dd အမေကကျွန်တော်ကိုပေးမသွားဘူး အဲ့တော့ဂျာနေဒီစကားလုံးကဂျာနာကနေလာတာဂျာနာကခရိယာဖြစ်တယ်အဲ့ဒီနာကိုနေလုတ်လိုက်တယ်သဘောပေါက်ပြီနော်ပြီးတော့နောက်ဆုံးမှာဒေတီစကားလုံးရေးလိုက်တယ်ဒေတီဘာကြောင့်သုံးထားတာ အရှင်းမှာ subject ကမာဆိုတဲ့စကားလုံးက feminine အမျိုးသမီးဖြစ်တယ်အဲဒါကြောင့်အနောက်မှာ deity သုံးထားတာပေါ့နော်အဲတော့မာမူကြီးဂျာနေနေဟိ deity အမေကကျွန်တော်ကိုပေးမသွားဘူးပမာစကားနဲ့တိုင်းကြည့်မယ်ဆိုရင်လည်းလုံးဝအတူတူပါပဲပေးစကားလုံးကိုပေးနေရမှာထဲသုံးခဲလေဥရူလူစကားမှာလည်း quality deity စကားလုံး deity နေရမှာပဲထဲသုံးနေတာသဘောပေါက်ပြီနော်နောက်တစ်ကြောင်อิสลามฮะเมชราบปีเนนะฮีเดตาอิสลามฮะเมชราบปีเนนะฮีเดตา

اشے طلباء کو فون استعمال کرنے نہیں دیتے چند پے متوں گو تبا و جاؤ بچوں نے مجھے کام کرنے نہیں دیتے بچوں نے مجھے کام کرنے نہیں دیتے کھلے گا چنو گو الوگلو گو ارو